ို့ငွေတွေကို investment မလုပ်သက်ဘူးဆိုလို့ရှိရင်ဒီကကိုသုံးဝင်ရပါတယ်။ဒါကတော့ Spark ပါ။ Binance Holder Airdrop ကနေပြီးတော့23ခုမြောက် project အနေနဲ့ခြားပြလိုက်တာဖြစ်ပါတယ်။အဓိကကတော့ Spark အားနဲ့မှ PMB တွေကိုထည့်ထားရုံနဲ့ Alloc ကရမှာဖြစ်ပါတယ်။ ဒီနေ့ဗီဒီယိုမှာကတော့ spread ကပါတယ်ဘယ်လိုမျိုးအလုံးလုံးလဲပြီးတော့ finance ကနေပြီးတော့အလကားရတဲ့ SPK token တွေကဘယ်လိုမျိုးသုံးလို့ရလဲနဲ့ဒီ project ကအလားအလာကောင်းတဲ့ project လားဆိုတာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့စားလိုက်တာပေါ့ Spark ဆိုတာကကိုယ့်ရဲ့ crypto တွေကိုအမြတ်ရနိုင်မယ့်နေရာတွေကိုအလူတယောက်ရွှေ့ပေးမယ့်ဤပညာအထေခံထားတဲ့ crypto project တစ်ခုပါတို့မှာရင်းနှီးနိုင်တဲ့နေရာတွေကတော့ decentralized finance defi နဲ့ centralized finance cfi ပြီးတော့တကယ်လက်တွေ့ဘဝကဖြစ်စီတွေ real world asset တွေဆိုတော့ကိုယ့်ရဲ့ digital asset တွေကို design တီထားမဲ့အစားအလုံးလုံးအောင်လို့လုပ်ပေးနိုင်တဲ့ platform တစ်ခုလို့မှတ်ထားပေးရပါတယ်ဆိုတော့ spark ecosystem ရဲ့အဓိက token ဖြစ်တဲ့ spk token ကတော့ finance holder airdrop ကနေပြီးတော့အလကားချပေးတော့ပါတယ်အခုဒီ token ကိုဘယ်လိုမျိုးနေရာတွေမှာသုံးလို့ရလဲဆိုတော့ကိုပြပြပေးပါမယ် အမတ်တီအနေနဲ့ Spark Project ရဲ့ Governance ဘိုင်းမှာသုံးလို့ရတယ်။ပြီးတော့ဒီ project ကနေပြီးတော့ရတဲ့အမြန်ဆုံးအနေနဲ့တချို့တဝက်ကို reward အနေနဲ့ပြန်ပြီးတော့ခွဲပြီးမှဖြစ်တယ်။ပြီးတော့ platform ရဲ့ features တချို့ကိုဒီ token ကိုသုံးပြီးတော့အသုံးပြုလို့ရပါတယ်။ Binance Airdrop ကနေပြီးတော့ SPK token တွေကိုဘယ်လိုယူရမလဲဆိုလို့ရှိရင်ဒီ Binance Symbol Antim မှာ ဂျွန်လာဇယန်နီကနေပြီးတော့ဇလီယန်နီအတွင် PMB တွေကိုထည့်ထားဖို့လိုပါတယ်။အကယ်၍ဒီကာလအတွင်းမှာထည့်ထားရဆိုလို့ရှိရင်တော့ဒီ token တွေကို free ရမှာဖြစ်ပါတယ်။ဒီတခါမမီလိုက်ဘူးဆိုလို့ရှိရင်လည်းအခုကမှရှိရဲ့ PMB တွေကိုစံပယ်အနဲ့မှာထည့်ထားရဆိုလို့ရှိရင်နောက်ထပ်နောက်ထပ် project တွေကနေပြီးတော့ token တွေကို free ရနိုင်မှာလိမ့်မယ်။ အခုဒီ SPK token ရဲ့ tokenomics ကတော့ token အရေအတွက်စုစုပေါင်းအနေနဲ့10 billion ရှိပါတယ်။စောစာချင်း market ထဲမှာရှိလာမဲ့ token ကတော့1.7 billion ရှိပါတယ်။ Binance airdrop အတွက်ပေးတာကတော့200 million ဖြစ်ပြီးတော့ marketing allocation ကကြတော့50 million ဖြစ်ပါတယ်။ဆိုတော့စပြီးရောလုပ်တဲ့အချိန်မှာနည်းနည်းလေးပဲ supply ထွက်လာမှာဖြစ်ပြီးတော့နောက်ပိုင်းမှာ project အတွက်ဖြည်းဖြည်းချင်းထုတ်သုံးသွားမှာဖြစ်ပါတယ်။ ဆိုတော့နောက်ဆုံးအနေနဲ့ဒီ project က hide la night ကအလားလားရှိတာပေါ့နော် Spark က Binance တို့လိုမျိုး crypto လောကရဲမှာအကောင့်ကြီးကြီးအမီးရှိရှိတွေနဲ့ partnership ကရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သုံးစွဲသူ user တွေရဲ့ယုံကြည်မှုကိုရပြီးသားပါသူရဲ့ vision က crypto capital ကိုအမြင့်ရနိုင်တဲ့နေရာမှာအလူလျောက်ထည့်ပေးဖို့ဖြစ်တာမို့လို့ market မှာသာစိတ်ဝင်စားမှုလည်းတော်တော်လေးများပါတယ် ဒါပေမဲ့ဒီ concept ကအသက်မဟုတ်ဘူးသူနဲ့လုပ်ငန်းသူကိန်းဘက်တရီလည်းရှိသေးရဲ့ဆိုတော့အတိတ်ကမေကွန်းကတော့ spec က high ပဲဖြစ်မလားဒါမှမဟုတ်တကယ်အသုံးဝင်တဲ့ project တခုဖြစ်လာမလားဆိုရင်အဖြေကတော့ listing လုပ်ပြီးရနာမှာပဲစောင့်ကြည့်သင့်ပါတယ်အကယ်၍ဒီ project ကိုစဉ်ဝင်စားရဲ့ solution တော့ spark ရဲ့ official website တွေကနေပြီးတော့ white paper ရဲ့ official channel တွေကိုသွားပြီးတော့သိလာလို့ရပါတယ် နောက်ဆုံးအနေနဲ့ပြောချင်တာကဒီ content က knowledge sharing တသက်ပဲဖြစ်ပါတယ် financial advice မဟုတ်တဲ့အတွက်ကြောင့်မလို့ဒီ token ကိုဝယ်ပြီးတော့ invest လုပ်သင်မလုပ်သင်ကတော့ကိုယ့်ရဲ့ကိုယ်ပိုင်စုဖြတ်ချက်နဲ့ပဲလုပ်စီချင်ပါတယ်အာ BNB တွေဝယ်ထင်တယ်ဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ကဲ BNB coin တွေကလည်းဒီလိုမျိုးပတ်စစ် income နဲ့ရှာလို့ရတာမဟုတ်ဘူး။ စပေါ်တိုမာဂျင်တို့ trading လုပ်တဲ့အချိန်မှာ Binance BNB သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်မှာ discount ထက်ရတယ်။အဲ့ဒါက crypto market ကုန်းနဲ့ဖွင့်ထားလို့20% discount ထက်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထက်ရ။ဆိုတော့ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထက်ရတယ်။ဆိုတော့ပြောစင်တာက BNB holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ program တွေအများကြီးရှိရယ်။အာပြီးတော့ဒီလိုမျိုးတက်တာရတက်တာကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော်။ ကိုက triple သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားတယ်သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဲ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ crypto trading ဆောက်လုပ်ဖို့အတွက် trading account မရှိသေးဘူးဆိုရင်တော့ finance မှာ crypto maker on foreign သုံးတဲ့ account ဖွင့်ထားလို့ရပါတယ်။ဒီလိုဖွင့်ထားရဆိုလို့ရှိရင် trading fees 20% discount နဲ့ crypto maker campaign တွေက reward တွေကိုရနိုင်ပါတယ်။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ crypto maker အားလုံးရဲ့ video မှာပြန်ကြကြပါဦး။